အမှန်လို့မရာကောင်းတဲ့အချင်းအရာအချစ်ဆိုတာလေဝတ်ချက်တကူပါအားလုံးကတော့ဒီရက်ွက်ထဲရလူတွေသိတာတော့ဦးဆိုင်ဒီဇိုင်းရဲ့အိမ်ပေါ့နော်ဆိုတော့ဆိုင်ဒီဇိုင်းရဲ့အိမ်ဆိုပြီးတော့အမြဲဖြတ်သွားတယ် ကြည့်ရတာပေါ့အဲကြောင့်ဖေရဲ့ပုံလေးအများကြီးရှိအဲပထမအုပ်ဆုံး main နဲ့ဟိုအိမ်အောင်ကြပြီးတော့ခွဲချံမှာနေတာပေါ့ခွဲချံမှာကိုကြီးကိုမွေးရပေါ့နော်မွေးပြီးတော့ဒီအိမ်ကိုပြောင်းလာတယ်ညီမကတော့ဒီအိမ်မှာပဲမွေးရငယ်မလေးရောပဲပေါ့နော်နှစ်20ကြော်ကြော်လောက်နေနေခဲ့တဲ့အိမ်ပေါ့အခုပြမဲ့ခန်းလေးရလဲဖေးခန်းမဲ့ဟိုဖေးမရှိတော့တော့ကိုကဒီခန်းကိုယူလိုက်တာပေါ့နော်အဖေနဲ့အမေပေါ့အဖေနဲ့အမေ ဟုတ်လေဖိန်းနဲ့မိန်းနဲ့လည်းရိုက်ခဲတဲ့အတူတူဥမာမောင်နှမ၃ယောက်ပုံပေါ့ဒီစီဇန်လေးကိုကြည့်ရတော့ဖိန်းရဲ့အိမ်လေးကိုရောက်ဘူးတယ်ပေါ့နော်လေဦးတို့လိုမျိုးခံစားရပြီးတော့လွမ်းပြပါစေလို့ဆုတောင်းပေးပါရှင်တတိရေဘေကာ